ကဲမနက်ဖငါအတွက်ဘောနော်ကျွန်တော်တို့မနက်ဖငါကလည်းကျွန်တော်တို့၈ရက်နေအတွက်နော်၈ရက်နေမနက်၈ရက်နေမနက်အတွက်ဆိုရင်ကျွန်တော်ဒီမှာဒီမှာအမဲနဲ့၈ရက်နေမနက်ဒီမှာကျွန်တော်တို့ဒီမှာ53နဲ့ပဲအာ sorry မင်းနေနေ light to 53နဲ့ထည့်ပြီးတော့တွက်မင်းလိုင်းရထူးနေတော့ ဒီလောက်ပါငါ၃လို့နော်အဲ့ဒါနဲ့တွက်ကြည့်ဟုတ်ပြီတော့ပထမအဆုံးအနေနဲ့ကျွန်တော်ဒီမှာပေါ့နော်တူချင်းတစ်ခုပေါ့နော်တူချင်းတစ်ခုကျွန်တော်ပြတူချင်းကတဲ့ဒီ၃၉ရေလိုင်းရနေနေများနေလား တုံညအဲ sorry ya တုံညကိုရေဒီတုံညရေတုံညတုံညကိုပေါင်းခြင်းရဆိုကိုဖြစ်တယ်ဘောနော်ကိုဖြစ်တယ်ကိုကိုဖြစ်တယ်ဒါဆိုရင်ကျွန်တော်ဒီမှာတုံညတုံညနှစ်နဲ့ဒီတုံညနှစ်နဲ့ဒီကခွန်နေပေါင်းခွန်နေပေါင်းရင်လေကိုဖြစ်တယ်ဘောနော်ကိုဖြစ်တယ် 309ပေါင်းတော့လည်း9ဖြစ်တယ်နော်ဒါဆိုရင်ဒီမှာခွန်9နဲ့6နော်6နဲ့ဒီက3နဲ့ပေါင်းတော့လည်းသူ9ဖြစ်နော်9ဖြစ်တယ်အဲ့လိုမျိုး9ဖြစ်နေတာနော်အဲ့လိုမျိုး9ဖြစ်နေအဲ့တော့ဒီမှာ3 1နဲ့3 1က4 4နဲ့ဒီမှာ9နဲ့ပေါင်းတော့လည်းသူ9ဖြစ်တာနော်9လေးချိန်ဖြစ်တာတကြိမ် မာ3ည3ည9မှာတစ်ကြိမ်ခွန်3ည2မှာတစ်ကြိမ်3ခွန်9မှာတစ်ကြိမ်9 3မှာတစ်ကြိမ်တစ်ကြိမ်2ကြိမ်3ကြိမ်4ကြိမ်ဖြစ်ထားတယ်ဒါဆိုရင်ကျွန်တော်ဒီမှာ6ဆက်ဖြစ်မယ်ဆိုရင်9တစ်ပေါင်းတော့6ရှိနော်6ရှိတော့ဒီမှာကျွန်တော်3နောက်ပိတ်ထည့်ရနော်အဲ့ဒီပေါင်းကြီး6ရှိတယ်3နောက်ပိတ်ထည့်ရအဲ့တော့3နောက်တာ9ထပ်ဖြစ်မယ်ဆိုရင် ဒီလိုတူချင်းတွေရလဲဒါ9ချိန်ထိကျွန်တော်ဟိုတစ်ဘက်ကဘောနော်ဒီမှာကြော်ဒီနားလေးမှလာမနေနော်30 30ထွက်တော့ကဒီမှာအဲ့တော့ဟာလေးကျွန်တော်နည်းနည်းပြန်ပြီးပြော့ပြတ်ဘယ်ကနေစလဲဆိုရင်ဒီမှာနှစ်တစ်ပေါင်းတော့3တစ်ချိန်နော်ခွန်ချောက်ပေါင်းတော့3နှစ်ချိန်သုံးရသုံးပေါင်းတော့3 3ချိန်ခွန်ချောက်ပေါင်းတော့3နှိ3 3ချိန်နော်ဒီမှာဒီမှာ9ချိန်ထိပြီးနော်မြင်ရလားမြင်နော်အဲ့မှာ အဲ့လိုမျိုးပဲနှစ်တစ်ပေါင်းတော့တော့ခွန်ချောင်းပေါင်းတယ်ပြီးတော့၃ညာ၃ပေါင်းတယ်ပြီးတော့ခွန်ချောင်းပေါင်းတယ်ပြီးတော့၃၃ညာပေါင်းတယ်နော်အဲ့လိုမျိုး၃ဖြစ်တာဒီလိုမျိုး၅ချိန်ကြီးပြီးတယ်ဒါဆိုရင်ကျွန်တော်တို့ဒီမှာလည်း၉ဖြစ်ချင်းဒီကျွန်တော်တို့တူချင်းဒီ၅ချိန်ကြီးပြီးနိုင်တဲ့အနေအထားရှိတယ်ဆိုတော့ဒီမှာကျွန်တော်တို့၃နောက်ပိတ်ဆိုတာနော် ပိတ်၃ဆိုတာတစ်ခုရှာမယ်ပေါ့နော် အပိတ်၃ပိတ်၃တစ်ခုရမယ်ခဲ့ဒါလေးကိုနည်းနည်းပြန်ဖြတ်လိုက် ပြန်ဖြစ်လိုက်မယ်เนาะပြန်ဖြစ်လိုက်ဒီကောင်ကတော့ဖြစ်လို့မရဒီကောင်ကဘယ်လိုလုပ်อ่ะဩပိတ်တော့ဟုတ်ပြီပိတ်တော့ဟုတ်ပြီညာဒီလိုမျိုးဖြစ်ပါရတယ်တော့ဖြစ်ပေးတော့ရပြီတော့နောက်ထပ်ကျွန်တော်ဝမ်းချင်းဆိုင်လေးတစ်ချက်ပြမယ်နော်ဝမ်းချင်းဝမ်းချင်းကကြတော့ဘယ်လိုမျိုးသွားလဲသုံးတုံညာပေါင်းတော့တဲ့သုံးတယ်နော်38တလုံး ထုတ်ရှင်းတစ်လုံးနဲ့သုံးညိတယ်ဒီမှာဒီပွဲမှာစာညိနော်ဒီမှာသုံးညိတယ်သုံးညတစ်ပေါင်းတော့ဒီနော်ဒီ6တစ်လုံးဆွဲမှာ6ညိတယ်နော်ဒီမှာညိတယ်နော်တခါတစ်နဲ့ပေါင်းတော့လေ3နော်3 8အဲ့ထဲကသုံးညိတယ်ဒီမှာ3နော်တခါဒီမှာ2 4ပေါင်းတော့6နော်6 8တစ်လုံးအဲ့မှာ6ညိတယ်နော်ဒီမှာ6ညိတယ်အဲ့လိုမျိုးတစ်ပွဲနှစ်ပွဲ ုံဘွယ်၄ဘွယ်ပေးထားဒါဆိုမလဖန်အတွက်ဆိုရင်၄၆ပေါင်ရင်၃ရရ၃ပါဝါ၅၃ဝမ်းချင်းရှိနော်ဒီဘွယ်မှာကျွန်တော်ဒီဘွယ်မှာ၃၅ဝမ်းချင်းရှိနော်ဒီဘွယ်မှာ၃၅ဝမ်းချင်းရှိမဲ့လိုင်းရတေးတော့ထားတာ၃၅ဝမ်းချင်းရှိမယ်နော်အဲ့တော့ခုနကတော့အပိတ်က၃ရရနော်အခုကချိန်းကချိန်းကကြတော့ကျွန်တော်တို့၃၅ဝမ်းချင်းနော်၃၅ဝမ်းချင်းရှိနော် ချင်းရတုံညာငါဝန်းကြီးကဲဟုတ်ပြီဒါဆိုရင်ဘလို့ခဲပြန်နေဖြစ်လိုက်တော့အဆောရင်ဘောပြတော့ဖြစ်ပြီရထားတော့ဟောရထားတော့တော့ပြန်ရေးလိုက်ဆိုတော့ဒီမှာ9တုံးပေါ့နော်အားလုံးထည့်ထည့်ပြီးတွေ့တာပါနော်နောက်တစ်ခုကျွန်တော်ကြည့်မယ်နော်နောက်တစ်ခုကြည့်မယ်ဆို တော့ဘယ်နာမှာစဒီကအဝိုင်းလေးနဲ့ပြကြဒီက3ရေဒီက9300ညပေါ့အဲ3900ညပေါင်းချင်းကကျွန်တော်တို့200နော်နှစ်ကိုနှစ်ခွန်ဆိုပြီးပါဝါယူတော့ခွန်တလုံးညပြီဒီမှာခွန်တလုံးစာညနော်ခွန်တလုံးစာညဒီခွန်တလုံးညနော်ခွန်တလုံးညည တခါကျွန်တော်တို့6ရဲ့6ရဲ့ဒီကနှစ်တီ6တင်ပေါင်းလို့ပါရတယ်ဆိုတော့900နော်9လေးတလုံး9လေးတလုံးနဲ့ရပါညိမလေးညိတယ်ဒီလေးညိနော်တခါကျွန်တော်ဒီလေးရဲ့ဒီက9နှစ်ရဲ့နော်လေး9နှစ်လေး9နှစ်ပေါင်းတော့ဒါ69ပေါင်းတော့9နော်ဆို9တုံညာတလုံး ငါးတုံညာတလုံးငါးတုံညာတလုံးဆိုဒီမှာငါးညိပါနော်ဒီမှာငါးကဲဟုတ်ပြီအဲ့တော့မလဖန်အတွက်ဆိုရင်ကျွန်တော်တို့ကဒီမှာဒီ6ရေဒီ6ရေဒီ14ရေပေါ့614ပေါ့လို့ဘာရလဲတိရနော်တိ6ဝန်းကျင်ဆိုတော့ရတယ်နော်အဲ့တော့ချင်းရတိ6နော်အပိတ်က9ဟိုချင်းရ3ည9နော်အဲ့တော့အဲ့တော့ ာလို့ရမလဲပေါ့နော်ဘာလို့ရမလဲဆိုတွေ့ကြည့်တာသူတွေ့ကြည့်မယ်ဆိုရင်ကျွန်တော်တို့မနက်ခင်းကကျွန်တော်တို့ဘယ်နေ့ရနေလဲ၈ရက်နေပေါ့နော်၈ရက်၄လ25အတွက်25မနက်ပေါ့နော်မနက်အဲ့တော့ကျွန်တော်တို့မှာအပိတ်က3ရှိတယ်နော်ချိန်က16ရက်ည9ရက်ရှိဒါဆိုတော့3ရက်3ရက် sorry 3ရာ3ရေ5 3ရေ1 3ရေ6 3ရေဆိုတာရှိမယ်เนาะဒါဘယ်မှာဆို3ပိတ်နဲ့အရင်တွဲတာပေါ့เนาะအဲ့တော့3ပိတ်ဆွဲကျင်တယ်လူရှိရင်လည်းဆွဲကြပါဘောเนาะ3ပိတ်6 4ကျင်ဖြစ်မယ်6 5ကျင်ဖြစ်မယ်ဆို3ပိတ်ကဲဟုတ်ပြီနောက်တစ်ခုကကျွန်တော်ဝိုင်းကျင်တစ်ခုတွဲမယ်ဆိုရင်3ည1 3ည6ရှိမယ်ပြီးတော့တင်းက 65ရှိမယ်နော်အဲ့တော့65လူ65ဒီမှာ65နောက်ဆုံးတောက်ကြနေရ65ထပ်ထားတာနော်65 65ကြာလာမျိုးတွေလေးရှိတယ်ဗောနော်အဲ့လိုမျိုးဖြစ်ခဲ့ဘူးလားရှိဆိုတော့ကျွန်တော်တို့ဒီမှာပန်းရောင်ရှိတာပန်းရောင်မရှိနော်ရှိရရှိဟောရှာရင်တော့တွေ့ခရီးလေးနဲ့ပြတ်ဟောကြိုက်တဲ့အထဲမှာကျွန်တော်တို့သုံးပိတ်ထဲမှာကြိုက်တာဘာကြိုက်လဲဆိုရင်63နော်63 9 break ကြိုက်ပါတယ်နောက်တစ်ခုက53ကြိုက်ပါတယ်နော်ပြီးတော့ဒီမှာ303ကြိုက်ပါတယ်303ကတော့303တွေဒီထွက်မိရင်တောက်လျှောက်ထွက်တတ်တဲ့သဘောရှိတယ်နော်နောက်တစ်ခုကတော့ကြိုက်တဲ့အထက်မှာ65ကိုပြန်ကြိုက်တယ်ကတ်ပြီးတော့ပြန်ကြနော်အဲ့ဒီလေးခွက်ကအဲ့ဒီလေးခွက်က main နော်ဒီလေးခွက်က main303 ရဲ့ 93ရဲ့63ရဲ့69အဲ့ကောင်မေးဒီ13ရဲ့3ရ1ရဲ့3ရ6ရဲ့တင်ခိုင်းဒါလေးကအရန်သဘောမျိုးနဲ့ပဲနော်အဲ့ဒါလေးကရန်ရန်သဘောမျိုးနဲ့ပဲထိုးပေါ့နော်အဲ့တော့မလဖန်မနဲ့ဒီဒီလေးကွက်ပေါ့နော်အဲ့လေးကွက်ကိုထိုးတင်နေပေါ့နော်ကဲနောက်တစ်ခုကကျွန်တော်တို့ထုံးစံနိုင်ပေါ့ဒီဟွာပေါ့မွေးလေးကွက်နဲ့လေးလုံးခွေနေပေါ့နော်ပေါက်ပြီးပြီးတယ်ပေါ့နော်အဲ့ဒါတစ်ချက်ပြတို့တစ်ချက်ပြ မွေးလေးကွက်ပေါ့နော်မွေးလေးကွက်ရဲ့လေးလုံးခွေလေးလုံးခွေမွေးလေးကွက်နော်ဒါမွေးလေးကွက်ဒါလေးလုံးခွေဆိုတော့အဲ့ဒါကိုယူခြင်းရည်ပိုက်ပါမှာပေါ့နော်လာယူလို့ရတယ်ပေါ့နော်အဲ့တော့ဟိုနှစ်ခုကြီးတွေပါလေမနိုင်မဲနဲ့မယူနဲ့တော့ဘာလို့ဆိုတော့ဒီကောကျွန်တော်တို့မွေးထိုးရတဲ့အဖြစ်တဲ့အတွက်နော်တချို့ကအားပေါဝေးပေးတာပဲဆိုပြီးတော့ယူကြတယ်ပေါ့နော်ယူပြီးတော့သူတို့ထိုးတယ်ဟိုဟာဒါကျွန်မတော့ဘယ်လောက်ဖိုးပဲပေါက်လို့ မပေးနိုင်ဘူးဒါမျိုးတွေပေါ့နော်တချို့ကလည်းဟိုမထိုးပြဘူးမပေါက်ဘူးဆိုတော့ဟိုဒီဟာယူပြီးကမှကျွန်တော်တို့လည်းဒီညာနာဟာစိုက်ထုတ်ပြီးတော့လောက်ရတဲ့ဟာပေါ့နော်အဲ့တော့ကိုကစခဲ့တဲ့အတိုင်းတရားကိုဒီအခွေလို့ပါလို့ဆိုတာဒါမွေးပြီးတော့သွားရတဲ့လမ်းကြောင်းပေါ့နော်ဒါမွေးွက်လဲအဲ့လိုမျိုးမွေးပြီးသွားရတဲ့လမ်းကြောင်းဒီမှာထိတ်တွေလည်းကျွန်တော်ရေးပေးထားတယ်ပေါ့နော်ဒီပုံမှာဆိုရင်ဗနေရကနေမှဗနေရအထိအဲဒါမျိုးပေါ့နော်တချို့ဆိုရင် ာတရနေ့လောက်ပြီးတာနဲ့ဟာဘလို့ဖြစ်တယ်ညလို့ဖြစ်တယ်ဆိုပြီးတော့ဟောဖြစ်ပြီးတော့မထိုးဖြစ်တော့ဘူးเนาะယူပြီးကမှမထိုးဖြစ်တော့ဘူးအာမပေါက်လိုက်ဘူးမိ့ဟွာတယ်ဒါမျိုးတွေနဲ့အဲ့လိုကြိုးကြောင်မျိုးတွေတော့ဟိုအစကတည်းကိုကဒီချာဒီအောင်လုံးဝလိုက်မယ်လို့စိတ်ဒုံဒုံချထားတယ်ဆိုမှလာယူပါတော့နေလို့ဆိုရင်ဒါမိတ်ဆွေတို့အနေနဲ့လည်းမကောင်းဘူးကျွန်တော်အနေနဲ့လည်းမကောင်းဘူးဘာလို့လာယူပြီးတော့ကျွန်တော်တို့ကတော့ခဏန်းထွက်သွားရင်တော့ ဒါငွေရတော့တောင်းပါမှာပေါ့နော်အဲ့တော့ဒါအဲ့ကြမှာသူကကြိုးကြောင်နေပေါ့နော်အဲ့လိုမျိုးနေကြိုးကြောင်နေလည်းအများကြီးတွေ့ရပါတယ်အဲ့တော့ကျွန်တော်ကလူနေစုနဲ့လှုပ်တာဖြစ်တဲ့အတွက်ကြောင့်ဒါလေးတွေကိုတော့နောက်တစ်ပတ်ကြာလို့ရှင်တော့ကျွန်တော်နည်းနည်းတစ်မျိုးစဉ်းစားပြီးမလုပ်မယ်ပေါ့နော်ကြည့်အားလုံးပဲအဖွင့်နေမနေ့မှာပဲခံကောင်းကြပါစေ